ကမှကိုကဘလောက်ပဲအကောင်းကောင်းနေနေကောင်းကောင်းပြုမှုပြောဆိုဘလောက်ပဲအာကျွကျွဆဆာနဲ့စိတ်ထားကောင်းကောင်းနဲ့နေပါစီပေါ့နော်အတိတ်ကကိုရမကောင်းတဲ့ကံတွေပြုလုပ်ခဲ့တဲ့အရာတွေကဒီဘဝကိုလာပြီးတော့ပြန်တက်ရောက်တဲ့အတွက်ကြောင့်မလို့ကံဆိုးတဲ့ခိုက်တန်းတွေရှိကောင်းရှိနိုင်တယ်။ဒါကိုမြတ်စွာဘုရားကလောတကဆက်မှာပြန်လည်ပြီးတော့ဟောပြပေးထားတယ်။ တော့တက္ကသိုလ်ရဲ့ episode ban ဝတ္ထုမှာဆိုရင်ဒီမြတ်စွာဘုရားကအဲစေတဝန်ကျောင်းမှာတရင်တောင်းတဲ့ကာလဖြစ်တယ်။တရင်တောင်းတဲ့ချိန်မှာဒီလောတက္ကသိတ္တဆိုရမထေလောင်းရံနေမယ်ပေါ့နော်ဒီမထေဖြစ်မဲ့ကလေးကတန်ခါရတရားမှာပဋိသင်္ချေတည်တယ်ပဋိသင်္ချေတည်တော့တဲ့အဲ့တန်ခါရမှာငါတို့ဖတ်မြရတော့ ငါးကြီးကြီးတတိအလက်အိုးဘာမှမရတော့ဘောနော်မရတဲ့ပြင်အာကန်ဆိုးမှုတွေဥပမာရွာမှာမီးတွေပါနေလောင်းနေမီးလောင်းနေမင်းပြင်းမင်းတန်းနေတင်လာရလဲရှိတယ်ဘလိုမျိုးပဲရွာကန်ဆိုးမှုစရိုက်ကြတန်းနေရွာသားတွေကအာဆုပ်ပြီးတော့မဖြစ်တော့ဘူးတန်းတခုခုတော့ထူးခြားနေပြီပေါ့နော်အာရုံမှာတူတရားရွာမှာရှိနေတဲ့အတွက်ကြောင့် ငါတို့တွေအလုံးဒုက္ခရောက်နေရတာပဲဖြစ်မယ်သူတို့ရဲ့အယူအဆနဲ့ကောက်ချက်ချတယ်နောက်ပိုင်းမှာဆိုတော့နောက်ပိုင်းမှာသူတို့ကဒီနေတဲ့လူဦးရေကိုတဝက်စီခွဲတယ်ဥပမာအယောက်900ရှိရင်အာနဲ့ငါစီစီခွဲနေတယ်ဒီလိုမျိုးပေါ့အယောက်တစ်ထောင်ရှင်900စီခွဲနေတယ်ခွဲခွဲနေအချိန်မှာအဲ့ဒီကလေးပြိတန်တီပါသွားတဲ့မိဘရဲ့ဘက်ချမ်းကလူတွေကဘယ်တော့မှ အာကောင်းကောင်းနေရတယ်ကောင်းစားရဆိုမရှိဘူးဆင်းရဲဒုက္ခတွေအမြဲကြုံရတယ်ဒီလိုမျိုးကြောင့်ပဲနောက်ပိုင်းမှာဒီပြိတ္တန်တွေတဲ့တဲ့မိဘထွေကဒီရွာသားတွေရဲ့ဖဲ့ခြင်းချင်းကိုခံလိုက်ရတယ်ပေါ့နော်နောက်ဆုံးမှသူတို့တည်သွားတယ်ဟာဒီလေမယားဒီနှစ်ယောက်ကြောင့်ပဲပေါ့မှသူတို့ဖဲ့လိုက်တယ်နောက်ပိုင်းမှာကလေးလဲမွေးလဲမွေးပြီးရောအာဒီကလေးကြောင့်မလို့ဖြစ်တာနေမှာမိဘနှစ်ပါးသူတို့တည်ရတည်ပြော ထားပြီးတော့ထွက်ပြေးသွားတယ်။ထွက်ပြေးသွားပြီးနောက်ပိုင်းမှာဒီတိုင်းကလေးအချောင်းကျူချောင်းတက်သွားရဲကျူရဲချောင်းအရှိမရှိမစားတောက်ချိုးတဲ့ပြီးတော့နေရတဲ့ဘဝကိုရတယ်။အဲ့လိုမျိုးနေရတဲ့အခါမှာဒီနေ့မှာရှင်သာရိပုတ္တရာမထေရနဲ့တွေ့တဲ့ရှင်သာရိပုတ္တရာမထေရကဒီသာသနာ့ဘောင်နဲ့ဥက္ကဋ္ဌရှင်သာမဏေပြုတ်ပေးဖို့ခြေလက်တွေပါရင်တုတ်တင်တန်ရှင်းရင်းပါလေလုပ်ပေးပြီးတော့ ကိုရင်ဝတ်စီတယ်ပေါ့နော်ကိုရင်ဝတ်စီပြီးတော့အသက်9နှစ်တည့်တဲ့ချိန်မှာကိုရင်ဖြစ်တယ်ဒါပေမဲ့လည်းတပိတ်ပိုက်ပြီးမဲ့လည်းကိုရင်ဖြစ်ပြီးမဲ့လည်းဘရောမသူ့ရဲ့တပိတ်ထဲမှာဆွန့်ပြည့်ရလို့ကိုမရှိဘူးလောင်းလို့မဲ့သူလည်းမရှိဘူးသူ့ရဲ့ကံကွန်ထရိုမျိုးအကျိုးပေးလာတာဆိုလေနော်အတိတ်ဘဝကအကြောင်းအရာတွေကြောင့်နောက်ပိုင်းမှာအသက်20ပြည့်တဲ့ချိန်မှာဒီတိုင်းမဲ့ချွတ်ချွတ်တက်တက်ဆင်းဆင်းရဲရဲနဲ့အာအသက် အသက်ဆက်ရှင်နေပေါ့နော်20ပြည့်တဲ့ချိန်မှာတော့သူကယဟန်ဘဝယဟန်ဘဝကိုရောက်သွားတယ်သူအာပစင်းခံနေပေါ့နော်ယဟန်ပြူတယ်ဒီချိန်မှာအာဒီချိန်မှာလဲဆင်းရဲချို့တဲ့စွာနဲ့လဲစတာခဲ့တယ်ရှင်သာရိပုတ္တရာမထေရကအာဒီလိုမျိုးဖြစ်နေတာကိုတံဝေခရရပေါ့နော်သူအနေနဲ့ဒီလိုပြ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 မဆင်းရဲဆိုရှင်တန်နေရတာကိုတံဝေခရရအစားတောက်တည်းအတုလက်ထဲရတာနဲ့ ဘယ်လိုမျိုးအเจ้าမျိုးမျိုးကြောင့်မလို့သူစားခွင့်မကြုံဘူးပေါ့နော်တပြေးပြေးနဲ့သူချိချိနဲ့ချွတ်တဲ့ဆိုရမယ်စားရတယ်အာနောက်ကြတော့တနေ့မှသူအလူတန်းနေကြီးတဲ့အလူတန်းပွဲကြီးရှိရပေါ့နော်ရှင်သာရိပုတ္တရာမထေရအတိကိုသွားမှာသွားမှာဆိုတော့သူရောက်ရင်တခုခုလောက်လဲချောချောဖြစ်မှဆိုတော့သူ့ကိုဇရက်မှာထားခဲ့တယ်။တဏီယာမှာထားခဲ့ပြီးတော့ရှင်သာရိပုတ္တရာမထေရအော်ငါဒီနေ့မင်းကိုအာ သူရဲ့တပည့်ကိုပိုင်ဝအောင်ချိဖို့သူဆုံးနေဆုံးခံနေလမ်းပေါ်လိုက်ပဲเนาะဆုံးခံပြီးတော့ဒီဆုံးဘောစင်းနေခဲပွဲလေးကိုပုတ်ပြီးမယ်ဒီတိုင်းပြောပြီးထားခဲ့ထားခဲ့ပြီးတော့မှလမ်းမှာလူကြုံနဲ့ထည့်ပေးလိုက်တယ်ထည့်ပေးလိုက်တဲ့ချိန်မှာလမ်းမှာအဲ့လူကြုံနဲ့ဆိုတော့ဖိုက်ဆလိုက်တာဆိုပြီးတော့ဒီဆုံးနေကိုစပစ်လိုက်တယ်စပစ်လိုက်တော့သူစီကိုမရောက်ပြန်ဒီလိုနဲ့သူပြိနေပန်စံတော့မေကလာရောက်မှာပဲသူကဖဲဝအောင် ဆိုင်ခဲ့ရတယ်ပေါ့နော်ဒီအဖြစ်ကအာတနေ့မှာတဲ့သူကနန်းတော်တွေသွားခင်ဒီမှာအာဘယင်းမင်းမြတ်နန်းတော်ကအလူရှိတဲ့အတွက်ကြောင့်ရှင်သာရိပုတ္တရာရောသူကရောဒီလောကတိတ်တာမထေရသူလို့သွားလောတကတိတ်တာမထေရတွေသွားကြရပေါ့နော်သွားကြတဲ့ချိန်မှာဒီရှင်သာရိပုတ္တရာမထေကိုယ်တိုင်သူလက်နဲ့တပိတ်ကိုပိုက်ပြီးတော့မှဖုံးပေးစီမှာသူစားလို့ရရပေါ့နော်အဲဟိုမှာစားလို့ရတယ်အဲ့ဒါအဲ့ဒီရဲ့နောက်ဆုံးလေး ဟောင်းပေပီယာနဲ့သူ print နေပတ်စမ်းတယ်။ဒါပေမဲ့သူ print နေပတ်စမ်းခင်မှာသူရဲ့တရားအထုံးမှုကြောင့်မလို့သူကဒီအရဟတဖို့အစင်ကိုသူရခဲ့တယ်ပေါ့နော်။အရဟတဖို့ဆင်ရခဲ့တယ်။အတိတ်ဘဝမှာတုန်းကသူကကျောင်းလေယဟန်တပါဖြစ်ခဲ့တယ်။ကျောင်းလေယဟန်တပါမှာသူကဒီရဲ့အာတရား အားထုတ်ကြင်ကြံတဲ့နေရာမှာအယံကိုပါရမီပါရဲပေါ့နော်ပါရမီရည်တန်တဲ့တရားတွေကိုပြသနိုင်အားထုတ်ရှုမှတ်တဲ့နေရာမှာတော်တော်လေးကိုစူးစမ်းခဲ့တယ်တော်တော်တရားအားထုတ်ခဲ့တယ်။ဒီနေ့မှာသူ့ကိုလောင်းလို့နေကြအာဒီတက္ကဒါယကရှေ့ပေါ့နော်အဲ့ဒါယကရအာဆုံဆုံဟောင်းဒီပြေဆောင်ဆိုသူ့ကိုလောင်းလို့ပြေးဒါပေမဲ့လည်း တရက်မှာအကန်တုဧတဲ့ဆိုတာအကန်တုကယဟန်ဧတဲ့ယဟန်ကအဲ့ဒီအကြောင်းကိုရောက်လာတယ်ရောက်လာတဲ့အချိန်မှာသူကမနာလို့တယ်အဲသူတယောက်တည်းအဖုံစုံဖုံလေးပြပြောတာတောင်းဆောင်နေဒီဟန်တားနေလာလေဒီတထည့်ကဒီဟန်တာကိုလေအာလူတန်းနေရတော့သူကမြင်တွေ့နေရတဲ့အချိန်မှာမနာလို့စိတ်ဖြစ်လာတယ်အာ ူကပြပြဝဝအာတူတင်ပြပြဝစာရတော့သူကအချင်းတော့ဘယ်နဲ့ဒီတဘာသူပြပြဝဝလူတန်းနေရမြင်နေရတွေ့နေချင်မသူကနာလိုမရှုစိတ်ဖြစ်တယ်ပေါ့နော်ဘယ်လိုမျိုးလဲဆိုတော့ဒီအကန်တူယဟန်ရောက်မှတတိကြီးကသူ့ကိုဟာသူ့ကိုပဲဆိုဟင်းနေပြေစောင်းထောက်ပံ့နေတယ်ဒီလိုမျိုးစိတ်တွေးပြီးတော့အာ မနာလိုရှုစိတ်တွေဖြစ်ပြီးတယောက်တည်းပူလောင်နေပေါ့နော်ဒါအောင်ရိမ့်မိသွားတဲ့ယဟန္တာကအာသူ့ရဲ့ကြောင်းကိုဘဲတပတ်သူအေးအေးတတပြန်ပြီးရောပဲသတင်းသုံးလို့မယ်ဆိုပြီးတော့ပြန်ကြသွားတယ်ပေါ့နော်အာဒီချိန်မှာနောက်တရစီရတွေဖြစ်သွားတယ်နောက်ပိုင်းမှသူကတိလိုက်ရတယ်တိလိုက်ရမယ်အော်သူမာပြီပေါ့နော်ယဟန္တာမန်နောက်ဆုံးမှသူကတိလိုက်ပြီးတော့မှအာသူဒီလိုမျိုးတွေးမိတာ မှားပြီပေါ့နော်ဒီလိုပုံစံနေပြုံမှုနေထိုင်ပြီးအမှားပြီပေါ့ဟာတံဝေကရရသွားတယ်ဒီလိုပဲဘဝဆက်ဆက်မှာဒီလိုမျိုးထားခဲ့စိတ်မနောကံပေါ့နော်ကျမတို့ဘဝမှာကာယကံဝစီကံမနောကံကံ၃ပါးနဲ့ပြမမိတိရှိတော့ဝင်းချတောင်းပန်ကတော့ရာတို့ဒီအာအနန္တနန္ဒ၅ပါးနဲ့ဒီခင်ပူချင်းစေပါဒီကိုယ့်ရဲ့ကျေးဇူးရှိခဲ့တဲ့ ကျေးဇူးရှိဘူးတဲ့သူတွေဘောဆက်ဆက်မှာကျေးဇူးရှိပြီးယဟန်သာပစ္စိကဗုဒ္ဓဆရာသမားစသဖြင့်အားလုံးကိုကျွန်တော်တို့ကကျွန်တော်တို့ရဲ့ကာယကဝစီကမနောကံပြမမိတာရှိတဲ့အခါတောင်းပန်လေးရှိတယ်။ဒီလိုမျိုးပဲဒီရဲ့ဆက်တော်မှာလည်းကာယကံနဲ့ပဲပြမမမစီကံနဲ့ပဲပြမမမနောကံနဲ့ပဲပြမမဒါရီအကုန်လုံးကတကယ်ကိုထိရောက်တဲ့ အကျိုးပေးပြီးလက်တွေ့ပေါ်မှာပြန်ခန်းဆိုင်ရနိုင်လေပေါ့နော်ဒါဒါကလက်တွေ့ကြကြဖြစ်ခဲ့တဲ့အာလက်တွေ့ကြကြဖြစ်နိုင်တဲ့အကြောင်းရယ်ဘာလဲဆိုကျွန်တော်တို့ဒီလက်ရှိကံကံကံရဲ့အကျိုးဒီကံမအာကံရဲ့တဘောတဘာဝကတော့ကိုကကောင်းလာလို့ရင်ကောင်းတဲ့ကံကြီးกว่าကောင်းတဲ့ လောက်တွေလုံရင်ကောင်းတဲ့အချိုးရလည်းဒီပြန်ခန်းဆိုင်ရမယ်။မကောင်းတဲ့အလောက်ရက်တွေလောက်တယ်မကောင်းတဲ့ပြောဆိုတိုင်းမကောင်းတဲ့စိတ်တွေအမြဲကျန်နေမယ်ဆိုတော့အမြဲကျန်နေမယ်ပြောနေမယ်လုပ်နေမယ်ဆိုရင်ကိုယ်အနေနဲ့လည်းမကောင်းတဲ့ရလက်တွေအခြေအနေတွေပြန်ရရှိမယ်။ဒါပေမဲ့လေတစ်ဖက်ကနေပြန်စဉ်းစားကြည့်ရင်ကိုယ်ကကောင်းတာလုပ်နေပါရဲ့နဲ့မကောင်းတဲ့အရာတွေရနေပြီးစဉ်းစားကြတော့တည်ကြပြီ။အတိတ်ဘဝတစ်ခုခုမှာကိုမကောင်းလာရင်လောက်ခဲလို့ပဲပေါ့နော်။ ဒီလိုမျိုးဗုဒ္ဓဘာသာရဲ့တဘောတဘောဝါအနေနဲ့ပြန်လည်တောင်းတလို့ရတယ်ဒီလိုပါပဲကျွန်တော်တို့ရဲ့လက်တွေ့နေ့စဉ်ဘဝတွေမှာကောင်းလာရင်မကောင်းလာရင်အကုန်ရှင်တွဲနေတဲ့အတွက်ကြောင့်မလို့ဘလို့ပဲဆိုစီပါကျွန်တော်တို့ရဲ့လက်ရှိပစ္စုပန်ဘက်ကောင်းစူးစမ်းနေပြုံပြောစုနေထိုင်ရင်ကိုယ့်ရဲ့ပစ္စုပန်တမကကိုယ့်ရဲ့အာ လာမယ့်အနာဂတ်အတွက်ဖာကိုအကောင်းဆုံးဖြစ်နိုင်မယ့်အကောင်းဆုံး music video ကိုရ site ထားခဲ့မယ်ခင်နိုင်မယ်ဆိုရင်တော့ဘဝမှာအကောင်းဆုံးပါပဲလို့အကြံပြုရင်းနဲ့ဒီနေ့ရဲ့ညဝေမှုလေးကိုဒီမှာပဲအဆုံးသတ်ချင်ပါတယ်အားလုံးပဲနောက်မှပြန်တွေ့ကြပါမယ်